မင်္ဂလာပါကချွန်ဝေးတရင်ဌာနကအပစင်တနင်္လာနေ့ကနေတောက်ကြနေဒီယနေ့ခဏလေးတင်ဆက်ပေးနေတဲ့တရင်အစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်တရင်အစီအစဉ်တင်ဆက်သွင်းမယ့်ဆက်မယ်ဖြစ်ပါတယ် ဖားကတ်မျိုးနဲ့စိတ်မှုဆိုင်တောင်ကြီးရွာကိုဆက်တွဲထားတဲ့လမ်းမကြီးတစ်ကျော်မှာဒီကနေ့မွန်လွဲပိုင်းကစပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေရလို့သိရပါဗျ။ဖားကတ်ပြွာကုန်းနဲ့ဖားကတ်စိတ်မှုဆက်တွဲထားတဲ့လမ်းမကြီးပေါ်ကယူမကြီးရွာထဲမှာသက်ဆွဲထားတဲ့စစ်ကောင်မရှင်နဲ့ရှမ်းနေပြည်သူစစ်ပူးပေါင်းအဖွဲ့ကစီရေးလှှရှားလာတာကြောင့်ထိတွေ့မှုဖြစ်ပွားတာဖြစ်တယ်လို့ဖားကတ်တရင်မြင့်ထံကနေသိရပါဗျ။ နေ့လယ်စနစ်ကျော်လောက်ကဖကန့်ပြွာကုန်းဘက်ကနေမရှိကထောင်ဘက်ကိုစစ်ကြောင်းထိုးလာကြတာနေ့လယ်တနားရီလောက်မှာလက်နက်ကြီးတန်းလက်နက်ငယ်တန်းတွေကြားရတယ်လို့သူကပြောပါတယ်။ နှစ်ဖက်ပြစ်ခတ်မှုအတွင်းမရှိကထောင်ရက်ွက်နဲ့ယူမာကြီးရွာမှာလက်နက်ကြီးကြရောက်ပောက်ပွဲမှုတွေဖြစ်ခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းဖြစ်ပွားတဲ့တိုက်ပွဲအများစုဟာ KIA တိမ့်ပိုက်ထားတဲ့ဆိုင်းတောင်ကြီးရွာအနီးတစ်ဝိုက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အောက်တိုဘာပထမလဝက်ကတိုက်ပွဲပြင်းထန်ခဲ့တဲ့မလန်းကြီးရွာဘက်မှာတော့လက်ရှိတိုက်ပွဲငြိမ်သက်နေပြီးတော့စစ်ရှောင်းအချို့လည်းကြီးရွာတွေကိုပြန်လည်ဝင်ရောက်နေပြီလို့သိရပါဗျ။မလန်းကြီးရွာဟာဆိုင်းတောင်ရွာဟောင်းနဲ့နှီးပြီးတော့ကားဆိုင်ကနေသွားလာမယ်ဆိုရင်နိုင်ဝဲဝင်ကျင်လာမောင်းနေရပါတယ်။ဆိုင်းတောင်နဲ့ဥရုချောင်းတစ်ခုတာခြားတဲ့ ချောင်းတဖက်ကန်ကစမ်းကြွယ်ကြည့်ရောက်มาလဲစစ်ကောင်မရှင်ကစစ်ကြောင်းထိုးပြီးရွာမှာအထိုင်ချထားပါဗျ။ကချင်ပြည်နယ်တွင်ဗမော်နဲ့အဝိုင်းမော်စစ်မျက်နှာတွေမှာလဲတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တယ်လို့သိထားရပါဗျ။ မန္တလေးတိုင်းမြင်းချံခရိုင်အတွင်းမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဖန်စီထိမ့်သိမ်းထားတဲ့အချုပ်သား32ဦးဟာအော်တိုဘာ16ရက်နေ့မှာအချုပ်ထောင်ကနေလက်နက်တွေယူဆောင်ထွက်ပြေးခဲ့တယ်လို့မြင်းချံအခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ခရိုင်ပကဖအချုပ်ကနေ32ဦးထွက်ပြေးတာအဆောင်တအူကိုထိုးကျိတ်သွားတယ်။အဆောင်တအူကအချုပ်သားတွေနဲ့ရောပြေးသွားတယ်လို့အခြေအနေကိုသိရှိထားသူတအူကကချင် wave ကိုပြောပြပါဗျ။ ထွက်ပြေးသွားတဲ့အချုပ်သားတွေတဲကအမျိုးသမီး၅ဦးကိုအဲ့ဒီညပိုင်းမှာပဲ KI ပကဖအဖွဲ့ကပြန်လဲဖမ်းဆီးရမိခဲ့တယ်လို့နောက်တနေ့အော်တိုဘာ18ရက်နေ့မှာလဲအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးကိုမြင်းချန်ခရိုင်အမတ်9တဲ့ရင်0ပျောက်ကြားတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့သူကဆိုပါတယ်0ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကလဲထွက်ပြေးအချုပ်သားများတဲကကြား9 မတစ်စုစုပေါင်း၈ဦးအား0တပ်ဖွဲ့မှဖမ်းဆီးထားပြီး AK တလက်အတူတလက်ကပိုင်တလက်ဓာတ်ရွှေတချောင်းလုံးနဲ့အတူတပ်ဆိုင်ရာတို့ပြန်လည်အနံပြီးလို့သူရဲ့လူမှုကွန်ရက်အကောင့်မှာအောက်တိုဘာ18ရက်နေ့ကဖော်ပြထားပါတယ်အော်တိုဝါ16ရက်နေ့ကလည်းတော်လိုင်းရေးအဖွဲ့တွေလိုက်လံရှာဖွေရမှာလွမြောက်နေတဲ့စစ်တုံးမှန်အချုပ်သားတို့ထွက်ပြေးခြင်းယူဆောင်သွားခဲ့တဲ့လက်နက်နဲ့ခုခံတာကြောင့်အသေးလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ တနည်းမှာ၅ဦးတွေ့ရဲဆိုလို့လိုက်ရှာကြတာတအူးကပြန်ခုခံလို့ပြစ်ဖန်ရတယ်။အဲ့ဒီတအူးကအသေးဖမ်းမိစစ်တုံးမှန်အခုထိ၅ဦး၈ဦးအသေးတအူးအဲ့ဒီ၁၄ဦးပဲပြန်မိနေတာတချို့ကအစကားမစီရောက်သွားတယ်လို့ကြားတယ်။နှစ်ဦးကတော့ကမရာ15တထဲရောက်သွားပြီလို့ကြားတယ်လို့အထက်ပါသတင်းရင်းမြစ်ကပဲပြောပြပါရတယ်။အချုပ်ထောင်ကနေထွက်ပြေးသွားတဲ့အချုပ်သားတွေဟာအာနာသိန်းစစ်တပ်သတင်းပေးစစ်တုံးမှန်နဲ့ပြစ်မှုကြောင့်ဖမ်းဆီးချုံနောက်ခံထားရသူတွေဖြစ်ကြောင်းသိရပါရတယ်။ ကချုံဝိသတင်းဌာနကမြင်းကြံခံပကဖတာဝန်ရှိသူတအူကိုဆက်တွယ်မေးမြန်းခဲ့ရမှာအချုပ်သားတွေထောင်ပေါက်ထွက်ပြေးတဲ့ဖြစ်ရပ်ကိုအတည်ပြုပေးခဲ့ပေမဲ့မြေပြင်စစ်ရေးအခြေအနေနဲ့ထွက်ပြေးသွားတဲ့အချုပ်သားတွေနဲ့ပတ်သက်ပြီးဆောင်ရွက်နေရတာတွေရှိနေတာကြောင့်အသေးစိတ်ကိုမဖြေကြားလို့ဒီပဲအချိန်တစ်ခုရောက်ရင်တော့ပြည်သူလူထုကိုခြားပြသွားမယ်လို့ဖြေကြားခဲ့ပါတယ်။ လက်ရှိမြင်းကြိုင်ခရိုင်အတွင်းကနထိုးကြီးမြို့နယ်နဲ့မြင်းကြိုင်မြို့နယ်ကြားကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးပြီးနထိုးကြီးမြင်းကြံလမ်းပိုင်းကိုစိုးမိုးဖို့အတွက်ကြိုးစားနေသလိုနထိုးကြီးနယ်အရှိချမ်းနဲ့တောင်ဘက်ခြမ်းမှာလည်းစစ်ကြောင်းထိုးနေတာတွေရှိတာကြောင့်နှစ်ဖက်စီရင်တင်မာလျက်ရှိနေတယ်လို့သိရပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြံပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။